တဲ့အရာကိုအော်နေအော်နေတဲ့အရာတွေကိုရက်တက်နိုင်အောင်အဲ့တော့ပြည်သူလူထုရဲ့ဗီဒီယိုပြပါလူထုနဲ့အလုပ်ဝေးတွေကိုတွန်းလောင်းပြီးတော့ဒေါ်လာကြီးကိုကြိုးစားမယ်ဆိုရင်တော့ဒီနေ့ အချိန်တွေဟာတော့မကြသေးပါဘူးအဲ့အရာတွေကိုလည်းပဲအခုညာဒေသမှာအခြေကြတဲ့ခေါင်းဆောင်တွေပေါ့နော်ယနေ့မှာပေါ့ဒေသဆန်းလို့ဆိုသူရာဆိုလို့နော်အခုဆိုကြပါသူမောင်ဆောင်ခါလို့အစရှိတဲ့လူငယ်ခေါင်းဆောင်တွေနဲ့နော်တနည်းပြောရင် NGO MOD ရောက်မှာအခြေကြ PD ရဲ့နော်တိုင်ရင်မှုခေါင်းဆောင်တွေနောက်အဲ့ LBD ရဲ့ခေါင်းဆောင်တွေအင်အားဖွဲ့ပြတဲ့ခေါင်းဆောင်တွေညာဒေသမှာစုစုစီစီစီလုံးနဲ့ဆောင်ရွက်နိုင်ကြဖို့လိုအပ်ပါတယ်အဲ့လိုမဆောင်ရွက်နိုင်ဘူးဆိုရင်တော့ယနေ့တစားစီကွဲပြားနေမယ်အကျိုးစီးပွားပဲတည်ဆောက်နေမယ်အစိုးရရက်တီဖို့ပဲကြည့်နေမယ်တော်လိုင်းရဲ့လူတန်းငွေကိုအတော့မပြူဘူးစီလုံးမှုလူငယ်တွေရောအစိုးရရောအစိုးရလည်းတော်လိုင်းရံဝင်မတော်တော်မှုလူငယ်တွေကလည်းမစီလုံးဘူးဆိုရင်တော့ယနေ့တော်လိုင်းရဲ့ဟာအနာဂတ်အတွက်ရရှိမကောင်းတဲ့လူတိုက်ပြီးအတွက်အာဏာရှင်တွေသက်ဆိုးရှင်နဲ့အ ခြေအနေမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ဘက်ကလည်းအာနာရှင်လူရုံမာတွေကြဆုံးအောင်အကောင်းဆုံးဒေါ်လာရင်းရံကိုအသုံးချပြီးလူငယ်တွေစုစည်းစွာစူးစမ်းအဆုံးနိုင်ပါစေလို့သူပဲတိုက်တွန်းလို့ဆိုရင်ပြည်သူလူထုရှင်ရနေပြီးတော့အလူမွေတာရသွားတယ်ပတ်ဖို့ကူညီမှုရသွားတယ်သို့တော်ညာလေအခုချိန်ဒီအခုချိန်ဒီလေစနစ်တကျပေါ့ဗျာနော်ကျွန်တော်စေရှင်းသားတွေထောက်ပြတာကျွန်တော်တို့မတွေ့ရဘူးစေရစေလည်းမရှိဥပမာဆိုကြပါစို့ဗျာဒါကော flying ပေါ့ဒီ project နဲ့ပတ်သက်လို့လေအချိန်တိုးတိုးအတွင်းမှာနှစ်သက်သမားနှစ်တန်းကျွန်တော်အလူမွေရမယ်ဘယ်ရောက်သွားပြီ တကယ်တကယ်ကြတော့ပြန်တကောင်မှမကြင်နိုင်ခဲ့ဘူးเนาะအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ NUG အနေနဲ့တော်လန်ရေးရန်ပုံငွေတွေကိုစနစ်တကျတုံ့ဆွဲခြင်းမရှိသည့်အပေါ်ဆရာတော်ဥဝါရမကထောက်ပြဝေဖန်လိုက်သည်မူအဆုံးထိနားဆင်ဝေဖန်တုံ့တက်ပေးသွားကြပါအောင်ခင်ဗျာမြန်သောတိုင်းပြည်တွေမှာစိတ်သုံးခြင်းသည်ဖြစ်ပါစေလို့ချေဥစွာဆန္ဒပြုအပ်ပါတယ်အဲ့တော့ဒီနေ့ဆေဥစုရဲ့ညဉ့်ဉန်းရေးဆိုတာကတော့ဟိုတိုင်းပြည်ပေါ်မှာပေါ့နော်အများအားဖြင့်သူတို့ကဆရာတော်ရဲ့ မျိုးမျိုးလိန်ညာလာခဲ့တယ်ဆိုတာတိုင်းသူပြည်သားတွေအားလုံးလည်းသိတယ်လို့နိုင်ငံရေးသမားအားလုံးလည်းသိပါတယ်ဒီပုဂ္ဂိုလ်ကြီးရဲ့ငြင်းငြင်းရေးဆိုတဲ့စကားဟာပေါ့တနည်းပြောရင် NCA ပေါ့အဲ့ဘယ်နှဖက်သွားတက်တုံးဆိုတော့၃ဘွဲ့လောက်ပဲရင်းတော့၁၀ဘွဲ့ရှိတော့เนาะအဲ့တော့၃ဘွဲ့လောက်ပဲ၃ဘွဲ့တစ်ချမ်းလောက်ပေါ့เนาะအဲ့ဒီလိုမျိုးတွေတက်တာတွေ့ရတယ်သို့တော်လည်းပဲထိုးရာတွေဟာတို့ဟာယနေ့တိုင်းသူပြည်သားတွေရွေးချယ်တင်မြှောက်နေတဲ့သူတွေကိုဖမ်းဆီးထောင်ချပြီးတော့တိုင်းပြည်မှာဒီပဒရားမှုကိုမကြိုက်ဘူးဆိုတဲ့အခါမှာတိုင်းပြည်ကဝေရမယ်လက်နဲ့နဲ့မတရားပုံကျဲတာတပ်ဖြတ်တာပြည်သူလူထုပေါ်မှာ တော်လန်တဲ့သူကိုတိုက်ခိုက်တယ်ဆိုတာတဲ့တော်ကလန်တဲ့သူနဲ့တိုက်ပွဲဖြစ်တယ်ဆိုတာတဲ့တိုင်းသူပြည်သားအပေါ်မှာတိုက်ပွဲထားနေတာပါဒါကြောင့်မလို့ဒိုဆေဟုစုရဲ့ရုပ်မှောင်မှုစကလုံးတွေကိုပြောဆိုတဲ့သူတွေရှိပါတယ်အဲ့ဒါပါလဲဆိုတော့ပြည်သူဆိုတာမရှိဘူးလေနော်တတိပြောရင်တော့အဲသူတို့ဆေဟုစုနဲ့တဏီတဏီသူတို့ဆေဟုစုကိုထောက်ခံတဲ့သူနဲ့အဲတဏီပြောရင်ပုံမှန်တဲ့သူပဲရှိတယ်ဆိုတဲ့ဒီစကားကိုရဲရဲတင်းတင်းရုပ်ရုပ်မှောင်မှုပြောလာတဲ့အဖွဲ့အစည်းမျိုးတွေပါနောက်တစ်ချက်ကဒီအာနာယူရီကိုထောက်ခံတဲ့အဖွဲ့အစည်းတွေဟာ နော်နောက်ပါ lobby တွေကဘာပြောလဲဆိုတော့ညာ2022ခုံကန်နီးလောက်တည်းကဘာပြောလာလဲဆိုတော့တစ်တုံညာနှစ်ခုံပေါ့နော်ဒေါ်လာကြီးမဆခင်နေသူတို့ပြောလာတဲ့စကားရှိအဲ့ဒါဘာလဲဆိုရင်မြေကြီးကြရင်တော်ပြီနော်ဘုံကျဲပြီးတပ်ဖြတ်ပြီးအမိချိုးပြစ်ပြစ်ပေါ့နော်ဘာလို့ပြစ်ပြစ်ဆိုလဲစိတ်ယုံစိတ်ပုတ်စိတ်ယုံမာရင်းနဲ့မိမိရဲ့အကျိုးစီးပွားအာဏာဒီတိုင်ပြီးရောဆိုတဲ့လုံဆက်တွေကိုခင်လာခဲ့တာပါဒါကြောင့်မို့ဒီပုဂ္ဂိုလ်တွေရဲ့ငញ្ញံရေးတို့ရုပ်ောက်ပွဲတို့ဆိုတာဟာတနည်းပြောတော့သူတို့အာဏာတက်ထင်းဖို့အတွက်နော်ဒီတနည်းပြောတော့တိုင်းသူပြည်သားတို့လဲပြားလို့မရတော့ပါဘူးတိုင်းသူပြည်သားတို့ယုံမာတာသိနေပြီယနေ့ကဘာဘူပေါ့နော်လဲပြားဖို့အတွက်အဲ့တော့ကဘာလဲလဲပြားလို့ရလာဆိုတော့မရဘူးပေါ့တိုးတော်လည်းပဲဒီလို့ရဟာ သူတို့ရဲ့ NCA ငင်းချမ်းရေးဆိုပြီးတော့လုပ်ရဟာတကယ်တမ်းတော့အောင်မြင်ခဲ့ရင်တော့ဆောင်းတာပြောလို့ပေါ့နော်ကဘာဟာဟိုလှည့်ပြားလို့မရပေမဲ့လည်းပြားခံမဲ့သဘောရှိပါတယ်။ဘာကြောင့်လဲဆိုတော့အရာရာပြည်နိုင်ငံရေးရအကျိုးစီးပွားရေးပေါ်မှာတက်ရောက်နေတယ်။နိုင်ငံရေးရအကျိုးစီးပွားပဲလို့တော့ တချို့ကအဲ့လိုပြောကြပါတယ်နိုင်ငံရေးတွေစီးရေးတွေကအကျိုးစီးပွားပဲဘယ်သူလုံးဆိုတော့လူအပ်တာလူယုံမှလို့အတွက်အကျိုးစီးပွားတွေပါအဲ့တော့ဘယ်ဘက်ကဖြစ်ဖြစ်နိုင်ငံရေးပြဿနာတစ်ခုတက်လာပြီးတိုင်းပြည်မှာနော်တော်လိုင်းပြဿနာတစ်ခုတက်လာပြီးစီးရေးပြဿနာတစ်ခုတက်လာပြီးဆိုလူယုံမှတွေတော့တော့အကျိုးစီးပွားပါပဲဒါပေမဲ့ဘလို့အချိန်နေမှာပဲဖြစ်ဖြစ်တိုင်းပြည်ကောင်းကောင်းနေသည်ဖြစ်စေယနေ့တိုင်းပြည်ကိုမတရားအာဏာလုပ်လို့လူဦးတော်လိုင်း2021ကနေယနေ့2025ဖြစ်ပေါ်လာသည်ဖြစ်စေပေါ့နော်ထိုအချိန်တွေကိုတကယ်တမ်းလူကောင်းသူကောင်းတွေအတွက်ကတော့ တော့တိုင်းပြည်ရဲ့အကျိုးစီးပွားလို့ဒီလိုမျိုးကြည့်တာပါငါလူမျိုးငါဘာသာငါအကျိုးစီးပွားဆိုတာတဲ့တော့ငါအဝိင်ဆောင်ရဆောင်ရပြီငါသက်ဆောင်ရဆောင်ရပြီငါသားသမီးဆောင်ရဆောင်ရပြီအဲတနည်းပြောတော့ငါဘာသာငါလူမျိုးငါဆောင်ရဆောင်ရပြီငါတိုင်းပြည်တမရှိတဲ့ဘာသာမျိုးလူမျိုးမျိုးလူမျိုးစုချင်းမျိုးနိုင်ငံသားတိုင်းချမ်းသာဒုက္ခရရသွားဖို့အရေးဆိုတဲ့အရာကိုလူကောင်းသူကောင်းနိုင်ငံရေးသမားတော်နိုင်ငံရေးသမားတွေတိုင်းသူပြည်သားတွေကဒီလိုနှလုံးသားတွေစိတ်သက်တွေနဲ့ကြိုးစားပြီးဆောင်ရွက်ကြပါလေဒါကြောင့်မို့လို့အကျိုးစီးပွားလို့ပြောရင်တော့တိုင်းသူပြည်သားရဲ့အကျိုးစီးပွားကို တော့ဥကောင်းဆက်ရမှာပါအဲ့တော့အကျိုးစီးပွားလို့ပြောရင်ငါလူမျိုးငါဘာသာငါအကျိုးစီးပွားကိုယနေ့တိတ်တိတ်ကလေးကြိတ်ပြီးတော့ပဲလှုပ်ဆောင်နေမယ်ဆိုရင်တော့ဒီလိုအတ္တသမားတွေကြောင့်တော့ဒီနေ့မတရားတဲ့အာဏာရှင်စနစ်ဆိုးကိုတော်လန်ဖို့ဆိုတာကတော့မတော်ခက်ခဲပါလိမ့်မယ်။လူငယ်တွေတက်တည်ပြီးခဲ့ကြပြီ၊ကိုလိုင်းငါတွေဆွဲခဲ့ကြပြီ၊တိုက်သူပြည်သားတွေများစွာမိလောင်ကြကြ၊ဘုံကျဲခံခဲ့ရပြီ။ထိုအခြေအနေတွေတွေးကြုံနေပါလျက်နဲ့ဒီနေ့ဥဆောင်ဆောင်ရတဲ့သူတွေကမိမိရဲ့အကျိုးစီးပွားကိုရှေ့ရှုကြမယ်။ဆိုရင်မိမိရဲ့အကျိုးစီးပွားကိုပဲယုံလုံးကြပြီ၊လှည့်ပြားနေကြမယ်ဆိုရင်တော့ဒီနေ့ တိုင်းသူပြည်သားတွေအမှန်တရားမြန်လို့ပြိမယ်လူငယ်တွေအသက်ပြိမယ်တိုင်းသူပြည်သားတွေအသက်အိုးအိမ်စည်းစိမ်တွေဘုံကျဲခံမိရှုခံရပြိမယ်လေဥဆောင်တော်သူတွေညံ့ပြင်းကြရင်တော့ယင်းနေ့တော်လိုင်းကြီးကအခက်အခဲကြီးစွာတွေ့နိုင်တဲ့အခြေအနေမျိုးပါဒါကြောင့်မို့လို့အာနာယူရဲ့ငင်းငယ်ကြီးကလည်းပဲတနည်းပြောနိုင်ငံတကာကိုလှည့်ပြဖို့ချန်တဲ့ရွေးချယ်မျိုးဖြစ်ပါတယ်တိုးတော်လည်းပဲအင်အားချီတယ်လို့ရဲ့အလုတ်ဒီတော့ဆင်သွားရဲ့လမ်းဖြစ်တယ်ဆိုလို့အင်အားရုတ်မာတာမားတာတော့အားလုံးသိတယ်တိုးတော်လည်းပဲအင်အားကြီးတဲ့အခါမှာအင်အားကြီးတဲ့သူကတော့အနိုင်ရသွားရင်ထိုးရောက်ဝဲကဘာကအတိမတ်ပြုတ်နေတာကိုယင်းနေ့တော်လိုင်းကြီးမှဥဆောင်နေကြတဲ့သူတွေတော့မမေ့မလျော့ကြဖို့လိုအပ်ပါတော့မမေ့မလျော့ဖို့ကကိုကျိုးစည်းွားတဲ့တိုင်းသူပြည်သားရဲ့အကျိုးစည်းွားကိုပို့ပြီးတော့မမေ့လျော့ဖို့လိုအပ်ပါတယ်ငါတို့ကအစိုးရလုပ် န်းကစားနေတာမဟုတ်ဘူးဒေါ်လာကြီးလုံတန်းကစားနေကြတာမဟုတ်ဘူးဆိုပြီးတော့လေအကျိုးစီးပွားကြီးကြတဲ့ခေါင်းဆောင်တွေအထူးသဖြင့်လိုအပ်ပါတယ်ဒီနေ့ကျွန်တော်ကရင်ပြည်နယ်ဘက်မှာတွေ့ကြုံနေရတဲ့ကိကေဘတ်ပေါ့နော် ဒီကိဘက်မှာယနေ့ကြားဖြတ်လုပ်ငန်းပေါ့လိန်လည်မှုလုပ်ငန်းတွေပေါ့နော်တိုင်းပြည်ပေါ်မှာကဘာကိုပတ်ပြီးတော့လိန်နေတဲ့လုပ်ငန်းတွေပေါ်မှာအမျိုးမျိုးတွေလိန်ညားနေတယ်အဲဆိုအဲ့လိုလိန်ညားမှုတွေကိုစစ်တပ်နဲ့ BGA နဲ့ပေါင်းပြီးတော့မှတော့ဒီနေ့ထိုးဖွဲ့စည်းနေတဲ့အကျိုးစီးပွားသမားတွေပေါင်းပြီးတော့မှဖမ်းပြနေတာတွေထွက်ပြေးအောင်ပြနေတာတွေဟာတကယ်တမ်းကျတော့အာနာချင်းကြာဆုံးတော့မဲ့အရေးရောင်လားလို့မထင်လေနဲ့ထိုးရသည်တနည်းပြောရင်တော့အာနာချင်းနဲ့တော့အဲ့ဒီဒီရဒီသားမှာရှိကြတဲ့ခေါင်းဆောင်ကြီးများအကျိုးစီးပွားရင်လက်ဝါးချင်းရိုက်ပြီးတော့ Godfather တွေပေါ့ကွာတနည်းပြောရင်တော့ဒါ Christian Father တွေကတုံးနဲ့မျက်နှာလို့တဲ့စကားပါတို့တော်လည်းပဲဒီဘက်မှာလူယုံမာတွေကအဲ့လိုပဲယူသုံးနေကြတော့ထိုလူယုံမာတွေကတော့အကျိုးစီးပွားအတွက်သူတို့ရဲ့အကျိုးစီးပွားအတွက်လှုပ်ဆောင်နေတဲ့တော့တနည်းပြောရင်တော့ကဘာကိုလှည့်ပြားတဲ့လက်ွက်တွေပါပေါ့ဒါ တွေအခုတနည်းပြောရင်တော့ဒီနေရာမှာရှိတဲ့အရာတွေကိုအဲတနည်းပြောရင်တော့ဘိုချိုကြီးမေအောင်လိုင်းဘိုချိုဘူးကြီးမေအောင်လိုင်းဆိုတဲ့ဆက်အာနာလူတစ်တိုက်ကအဲဒါတွေကိုနှိမ့်နေနေပါတယ်ဆိုတဲ့အကြောင်းပြတာပေါ့နော်တနည်းပြောရင်တော့တရုတ်တင်မဟုတ်တော့ပဲနဲ့ဒီအမေရိကန်ကပါဒီအရာကိုမီးစိမ်းပြလာတယ်မတရားတာကိုသူ့သူ့နိုင်ငံသားတွေခံရတာကိုတော့တွန်းထိုးလာတယ်ပေါ့ဗင်နီဇွဲလားလိုနိုင်ငံမျိုးတွေပေါ့ယနေ့အခုထိုင်းလွတ်တော်အမတ်ကနေပြီးတော့ကုလသမဂ္ဂမှာဒီအများဆုံးပြန်တော့နော်ဥရောပ အဲ့လွတ်တော်အမတ်တီဆုံးတဲ့ပွဲတွေမှာသူကတင်ပြလာလိမ့်ရှိအဲ့ဗာတင်ပြလာလိမ့်ဆိုတော့ဒီမြန်မာနိုင်ငံလာအိုတို့အခုဆိုကြကမ်ဘောဒီးယားတို့ထိုင်းတို့မြန်မာတို့ဘက်မှာရှိတဲ့ကြက်ဖြတ်လုပ်ငန်းတွေဟာသူတို့နိုင်ငံတွေလည်းအရင်တိကျတယ်လို့ကဘာကိုလည်းအရင်တိကျတယ်ဒါကြောင့်မလို့ဝိုင်းဝန်းနှိမ်နှင်းပေးဖို့အတွက်ဆောင်ရွက်ပေးကြဖို့အတွက်သူကတိုးတိုးတက်ထွက်လာတော့အားလုံးကနေပြီးတော့နောက်တစ်ခဲနဲ့ထောက်ခံခဲ့ရတဲ့အခြေအနေမျိုးတွေရှိတယ်သို့တော်လည်းပဲထိုးရှင်တွေရှိတယ်ဆိုလို့ထိုးရှင်တွေကနောက်သဘောတရားအရတော့ဒီကြက်ဖြတ်လုပ်ငန်းတွေနဲ့အာနာရှင်တို့ရဲ့အကျိုးစီးပွားတွေကိုထိခိုက်နေတာမှတ်နေတနည်းပြောတော့အကျိုးစီးပွားကြီးကြတဲ့ဒီဒေါ်လာရေးတို့ဘန်းပြပြီးတော့မှတကယ်တမ်းကျတော့အခုလူမျိုးစုတွေလွတ်မြောက်ရေးဆိုလက်နက်ကင်ဘန်းပြပြီးတော့မှကိုအကျိုးစီးပွားကိုကိုတစုတစ်ခုအကျိုးစီးပွားကိုအင်အားကြီးစွာတိစောက်နေကြတဲ့အယူတွေတော့အ ယူတွေအတွက်ကတော့နည်းနည်းထိခိုက်တာမှတ်မိမယ်ဒေါ်လာရင်းတစုံလုံးကိုတော့တက်ရောက်တာနဲ့မယ်သို့တော်လည်းဒီလိုတက်ရောက်လာပြီးဘယ်ရမှာဖြစ်နေတဲ့ကာလမျိုးမှာဒေါ်လာရင်းကိုဥဆောင်ကြတဲ့သူတွေကကောင်းစွာစူးစမ်းအားထုတ်နိုင်ကြဖို့အထုလိုအပ်ပါတယ်ဒါကိုအာနာချင်းကလည်းလိန်နေညာတယ်အဲ့တော့လိန်နေညာတဲ့ကောင်တော့သူမလို့ရဲတဲ့လို့မရှိဘူးလေအမြဲတမ်းမဟုတ်တော့လို့လုပ်ပါပဲ အဲဗုဒ္ဓကသူ့ရဲ့တားတော့ရောက်လာကိုပြောလို့ရောက်လာတဲ့ဟာသာသနာနဲ့ရောက်လာတဲ့နေရာဆိုပြီးတော့မှလိညာပြောတဲ့အလုပ်ကိုမလုပ်နဲ့လိညာပြောတဲ့အလုပ်ကိုလုပ်တဲ့သူကသူမလုပ်ရတဲ့မကောင်းမှုမရှိဘူးအဲ့လိုပဲဒီနေ့မအားလားလေသူပြောတဲ့စကားရှိတယ်ကျွန်တော်မလုပ်ရတဲ့အလုပ်ဘာမှမရှိဘူးဒါဆိုရင်သူမှကောင်းမှုတစ်ခွက်မှမရှိပါဘူးထို့အရာတွေကဒီနေ့ဒီနေ့ပြောတော့အင်အားကြီးလို့အနိုင်ယူနေတိုက်သူပြီးသားလည်းတိဘုရားတဲ့ပြအကြောင်းဆောင်ပြဒါပါပဲဘယ်ဘာသာဘုန်းကြီးနဲ့ဘယ်လူတွေဘယ်ဘာသာဘယ်အလေးမြတ်ပြုပြပြသူအကျိုးစီးပွားအတွက်လက်ပြားနေတာဆိုတော့တိုက်သူပြီးသားတွေအားလုံးသိပါတယ်ဒါကြောင့်မလို့တိုက်သူပြီးသားတွေအမှန်တရားဘက်ကယက်တည်နေပြီလူရုပ်မှာလည်းအင်အားနဲ့တော့အဲ့တော့ကောင်းမြတ်မှန်ကန်တဲ့စိတ်စီနာတိုက်ပြီးပုံမှာမရှိဘူးတော့ဒီလိုချင်းနေတိနေတယ်တိုက်သူပြီးသားတွေအတိပြီးမယ်လေအမှန်တရားကိုထောက်ခံတယ်အမှန် ရားဘက်ကယက်တီတော့တော့ယနေ့ဒေါ်လာရေးမှာရှိကြတဲ့ဖွဲ့စည်းတွေအသီးသီးပေါ့ EU EU ဝက်တီကိုတော့အားပေးထောက်ခံကြတယ်ယနေ့ဒေါ်လာရေးအစိုးရကိုလည်းနောက်တစ်ခဲနဲ့ထောက်ခံတယ်အဲ့လိုဆိုရင်ယနေ့ဒေါ်လာရေးအစိုးရတော့မယ်လို့ကရှိပါတယ်အဲ့တော့မိမိရဲ့ဒေါ်လာရေးအကျိုးစီးပွားမိမိရဲ့အစိုးရဆိုတဲ့စကားတဲ့အစိုးရဆိုတာဟာပြည်သူလူရဲ့အစိုးရခံတာပြည်သူလူရဲ့အလုပ်ကျွေးပြုတာပြည်သူလူလူကို နော်ကြီးကျုံခန္ဓာဆိုတာကိုသိပြီးတော့မှတိုင်းပြည်သားတွေလွတ်မြောက်ရေးကိုစူးစမ်းအထောက်ဖို့လိုအပ်ပါတယ်။ဒီနေ့အချုပ်အားဖြင့်ပြောရပြန်တော့ဒီအာဏာယူကလေးနေလေပြားပြီးတော့တိုင်းပြည်မှာကောင်းမြတ်မှန်ကန်တဲ့တရားတစ်ခုမှမလုပ်နေတော့သိမြင်နားလည်ပြီးတော့မှမိမိတို့အတော်လိုင်းရဲ့အကျိုးစီးပွားပြည်တွင်းပြည်ပလူတန်းနဲ့အလူငွေတွေရှိတယ်။အဲ့လိုပဲဆိုးမိုးတဲ့နေရာတွေကနေရတာတဲ့ရေပေါ်တရားစားတဲ့မြေောတရားစားတဲ့ရှိတယ်။အဲ့လိုတရားစားတဲ့ရရှိထားတဲ့အရာကိုအစိုးရဆိုတဲ့အတုံးအတွက်ထိမ့်သိမ်းထားတာတဲ့တော်လိုင်းကိုတုံလောင်းပြီးတော့မှဒီစနစ်ဆိုးကနေလွတ်မြောက်အောင်ငင်းငယ်ရေးအမိခံတနည်းပြောတော့ရွေးကောက်ပွဲပန်ကန်တဲ့ရွေးကောက်ပွဲကိုကြတော့လိန်ညာပါတယ်ခိုးပါတယ်ဆိုပြီးတော့လှည့်ပြားပြီးအောက်တန်းကျခဲ့တဲ့ဒီလူမျိုးမာတွေအုပ်ချုပ်မှုတိုင်းပြည်ကလွတ်မြောက်အောင်ယနေ့မိမိတို့ဟာတော်လိုင်းရေးအစိုးရအနေနဲ့ပဲတော်လိုင်းရေးမိမိတို့ရဲ့အစိုးရ းရဆိုတဲ့အရာတဲ့အစိုးရဆိုတာပြည်သူလူထုအတွက်ဒေါ်လာရေးအစိုးရဆိုပိုလို့လို့ရမယ်ဘာလို့မှားယွင်းမှုတွေပြင်ဆင်ပြီးတော့ဘာလို့ actually ပြုပြင်ပြီးတော့မှဒေါ်လာရေးရရရှိတဲ့မြေပေါ်တရားစရမြေရောတရားစရအခွန်ခအားလုံးကိုဒေါ်လာရေးကိုတွန်းလောင်းပြီးတော့စူးစမ်းအထုံးမမှတာလင်းငင်းငင်းရေးအောင်ပြတနည်းပြောတော့ယူကွက်ပွဲအောင်ပြပြီးပြည်သူလူထုရွေးချယ်မှုကြောင့်ဖြစ်စည်းပြီးတော့မှသူကနေပြီးတော့အောက်တန်းကျတဲ့လူတွေကယူကွက်ပွဲဆိုတဲ့အရာကိုအော်နေအော်နေတဲ့အရာတွေကိုရပ်တက်နိုင်အောင်အဲ့တော့ပြည်သူလူထုရဲ့ပြည်သူပြည်ပလူထုနဲ့အလူတွေကိုတွန်းလောင်းပြီးတော့ဒေါ်လာရေးကိုစူးစမ်းမယ်ဆိုရင်တော့ယနေ့ အချိန်တွေဟာနောက်မကြသေးပါဘူးအဲ့အရာတွေကိုလည်းပဲအခုညာဒေသမှာရှိကြတဲ့ခေါင်းဆောင်တွေပေါ့နော်ယနေ့မှာပေါ့ဒေသဆန်းဆိုသူရာဆိုတော့အခုဆိုရပါသူမောင်ဆောင်ခါလို့အစရှိတဲ့လူငယ်ခေါင်းဆောင်တွေနဲ့တော့တနည်းပြောရင် NGO MOD ရောက်မှာရှိကြ PD ရဲ့တော့တိုင်ရင်မှုခေါင်းဆောင်တွေနောက်အဲ့လို LBD ရဲ့ခေါင်းဆောင်တွေအင်အားဖွဲ့ပြူတဲ့ခေါင်းဆောင်တွေညာဒေသမှာစုစုစီစီစီလုံးနဲ့ဆောင်ရွက်နိုင်ကြဖို့လိုအပ်ပါတယ်အဲ့လိုမဆောင်ရွက်နိုင်ဘူးဆိုရင်တော့ယနေ့တစားစီကွဲပြားနိုင်မယ်အကျိုးစီးပွားပဲတည်ဆောက်နိုင်မယ်အစိုးရရက်ဒီဖို့ပဲကြည့်နိုင်မယ်တော်လိုင်းရဲ့လူတန်းငွေကိုအတော့မပြူဘူးစီလုံးမှုလူငယ်တွေရောအစိုးရရောအစိုးရလည်းတော်လိုင်းရောင်ဝယ်မတော်တော်မှုလူငယ်တွေကလည်းမစီလုံးဘူးဆိုရင်တော့ယနေ့တော်လိုင်းရေးဟာအနာဂတ်အတွက်ရည်ရှိမကောင်းတဲ့လူတိုက်ပြီးတွေ့အနာရှင်တွေသက်ဆိုးရှင်နဲ့အရှိ င်မျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ဘက်ကလည်းအာနာရှင်လူယုံမာတွေကြဆုံးအောင်အကောင်းဆုံးဒေါ်လာရင်းရံမျိုးအသုံးချပြီးလူငယ်တွေစုစည်းစွာစ조사အဆုံးနိုင်ပါစေလို့သူပဲတိုက်တွန်းလို့ဆိုရင်လည်းဒီကိုချော့ပါဆာလင်ကြီးမျိုးနယ်တွင်စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့်ဒေတာခံပြည်သူတသောင်းဝန်းကျင်စစ်ဆောင်နေရာအော်တိုဘာလ18ရက်မနက်ခင်းပိုင်းမှစတင်၍စာလင်ကြီးမြို့နယ်တွင်ဝင်ရောက်ခဲ့သောစစ်ကြောင်းကြောင့်ဒေသခံပြည်သူအများပြားစစ်ဆောင်တိမ်ခဲ့ကြရသည်ယနေ့အချိန်ထိလည်းဝမ်ပေါင်းရန်စီစီမံကိန်းဝန်းကျင်ကျေးရွာများကို စစ်ကောင်စီတပ်မှဖြန့်ကျက်စစ်ကြောင်းထိုးမှုများဆက်တိုက်ဆောင်ရွက်လျက်ရှိရာအဆိုပါဝန်ပေါင်းရန်စီစီမံကိန်းဝန်ကျင်ကြေးရွာများမှဒေသခံပြည်သူ9000ဝန်းကျင်ခန့်ထပ်မံဆစ်ဆောင်နေကြရပါသည်ယနေ့အချိန်ထိဆိုလျင်စားလင်းကြီးမြို့နယ်တွင်ယာယီဆစ်ဆောင်ရေးအတွက်1000ဝန်းကျင်ခန့်ရှိသွားပြီဖြစ်ကြောင်းတတင်းရရှိထားပါသည်အရင်ရက်ကဆစ်ကြောင်းကြောင်းရဲ့ဒီရက်ပိုင်းဆစ်ကြောင်းကြောင်းရဲ့ဒေသခံပြည်သူ1000ဝန်းကျင်ဆစ်ဆောင်နေရပါသည် ဒီအတွက်အရေးပေါ်စာနယ်ရိက္ခာတွေလိုအပ်ချက်ရှိနေပါတယ်ပြီးတော့ကျွန်တော်တို့နယ်မှာကြတော့မိရှုခံထားရလို့ရွှေပြောင်းနေကြရတဲ့ရေရှည်စစ်ဆောင်တွေလည်းရှိနေတယ်ရေရှည်စစ်ဆောင်တွေအတွက်လည်းစနစ်ကျပြီးထိရောက်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအစီအမံတွေလိုအပ်နေပါတယ်လို့စကိုင်းပြည်သူဖေးမကူကွန်ရဲ့စာလင်းကြီးမျိုးနယ်တာဝန်ခံမှပြောကြားခဲ့ပါသည် ထို့ပြင်စစ်ကောင်စီအထိုင်စခန်းများမှလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်ခြင်း၊ပါရာမော်တာများ၊လေယာဉ်များ၊ဒရုန်းကပ်တားများဖြင့်လေကြောင်းတိုက်ခိုက်ခြင်းများလှုပ်ဆောင်ရရှိကြောင်းလည်းသတင်းရရှိထားပါသည်။စာလင်ကြီးမြို့နယ်ဒေသခံများအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးလိုပါကစကိုင်းပြည်သူဖေးမကူကိုရက်တို့ချိတ်ဆက်ဆောင်ရွက်နိုင်ပါသည်။မင်းအောင်တင်ကိုချုပ်ငုံပြီးတော့ဖိရမယ်ဆိုရင်တော့အကြမ်းဖက်မှုလက်သက်တရားခံခက်စစ်စစ်အုပ်စုရဲ့ငြိမ်းချမ်းရေးပေါ်မျှော်လင့်စရာဘာရှိမလဲဆိုပြီးမိသားတာတေချာတာတော့ဘာမှမရှိဘူး။ ုံကြည်ကြလည်းမရှိဘူးဘာလို့ပါဟာဂရိတီးခဲ့တယ်ဆိုတာလေကျွန်တော်တမိုင်းမှာရှိ ਉ မရှိခဲ့ဘူးဒါကြောင့်မလို့ तू က तू ပြောတာလည်းရှင်းတယ်အဲဒါကအာနာရှင်အဆက်ဆက်ပေါ့နော်ဆက်အာနာရှင်အဆက်ဆက်ဓမ္မတတချက်ပြည်သူလူအပေါ်မှာမိလမျိုးစုံနဲ့အနိုင်ကျင့်ပူကြမယ်နောက်တစ်ခုကနေဝင်လက်ထက်မှာဒီအခုနိုင်ငံကစစ်ရံကြွတ်ကောင်မင်းအွန်လိုင်းထိပူတရက်ကိုတိုးပြီးတော့စိုးရုံနှိမ့်ကြတဲ့မိလမျိုးစုံနဲ့ပြည်သူလူထုအပေါ်မှာ အဖက်ဖက်ခံနေပြီးတော့အထွေထွေဖိနေနေတာကိုပဲကျွန်တော်တို့ကဒါကတွေ့မြင်နေရမှာဖြစ်တယ်နောက်တော့ तू ပြောခဲ့တာရှိတယ်ဗျာ तू ဘာမဆိုလုပ်ရဲတယ်ဆိုတော့ဒါကိုကြည့်ချင်အပြည့်ဘာမဆိုလုပ်ရဲတယ် तू ပြောတဲ့အတွက်ကြောင့်မလို့လင်ရမှာလဲ तू ဝင်မလေးဘူးဗျာလူတာမှာလဲ तू ကဝင်မလေးဘူးနောက်တစ်ခုကရာဇဝတ်မှုတွေရက်ဆက်ကြမ်းကြုတ်မှုတွေကျူးလွန်မှုအတွက်လဲ तू အစနစ်ဖြစ်နေတယ်ဒါအလုံးလဲမြင်ပြနေရမှာဖြစ်ပါတယ်ဆိုတော့ ီသူတကယ်တကယ်ကြတာဗျာပြည်သူလူထုရဲ့အသက်အိုးကြီးစီးစိမ်နော်ပြည်သူလူထုရဲ့လုံခြုံရေးကိုအာသူကတကယ်တကယ်ကြတာကာကွယ်ရမှာလေသူ့တော်ညာလေပြည်သူဆိုတာအဲသူတို့အမြင်ရတော့ပြည်သူဆိုတာမရှိဘူးပေါ့နော်သူ့ကိုထောက်ခံတဲ့အုပ်စုနဲ့အဲသူတို့ကိုအဲဒီစိုက်ကျင်တဲ့အုပ်စုပေါ့နော်ဒီ benefit ပဲရှိတယ်ဆိုတော့ပုံစံမျိုးတွေနဲ့သူတို့ပြောလာတာရှိတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ရှင်းပါတယ်ကျွန်တော်ကတော့1958ကိုပါထက်ထွက်ပြီးတော့အဲဒီအာနာလှူတာအာနာသိမ့်တာပေါ့နော်သူတို့အာနာလှူတာအာနာသိမ့်တယ်ဆိုတဲ့နေရာမှာ လက်နဲ့အာကုန်နဲ့အင်းအားသုံးပြီးတော့အချမ်းဖက်ပြီးတော့သူတို့ကအာနာလုပ်ခဲ့တာအာနာသိမ့်ခဲ့တာဆိုတော့နိုင်ငံတကာမှာအာနာသိမ့်လို့တိုင်းပြည်ကောင်းစားသွားတာပေါ့နော်အာနာသိမ့်ခံရတဲ့အာနာလုခံရတဲ့တိုင်းပြည်တွေကောင်းစားသွားတာချမ်းသာသွားတာတော့ကျွန်တော်လိလအားတောက်ခဲမှာမပါဘူးပေါ့အဲ့ဒီအတွက်ကြောင့်မလို့နေဝင်းကလည်းတိုင်းပြည်အစိုးရဆုံးတိုင်းပြည်ဖြစ်အောင်လို့သူဖန်တီးခဲ့တယ်ပေါ့နော်အခုလေကျွန်တော်တို့နိုင်ငံတော်ပေါ့နော်ကျွန်တော်နိုင်ငံတော်ကတကယ်တကယ်ကြတော့ကြာရှုံးနိုင်ငံတော် မဖြစ်ဖြစ်အောင်နီလာမျိုးစုံနဲ့ငကနကစစ်ရာဇုကောင်မင်းအောင်နိုင်ကဒါဖန်တီးခဲ့ပြီပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့2021ဖေဖော်ဝါရီလ10ရက်နေ့စပြီးတော့အာနာသိအာနာလူလိုက်တဲ့အချိန်မှာကိုငကနတော်ပေါ်မှာတစ္ဆာဖောက်ပြဲအုံကံမှုဆိုတဲ့ရာဇဝတ်မှုသူကစကြည့်လို့နာဗျာဆက်ဆက်တဲ့အခုချိန်ထိအေယာဝတီနဲ့ရန်ကုန်တွဲလို့ကျွန်내ဒေတာအတီးတီးမှာသူဘုံမကျဲတဲ့ဒေတာလက်နဲ့ကြည့်နေမဖြစ်တဲ့ဒေတာသူအချမ်းမဖက်တဲ့ဒေတာအပြစ်မဲ့ပြည်သူလူထုအပေါ်မှာရပ်ဖက်တွေကိုပြစ်မှတ်ထားပြီးတော့လီရင်နဲ့ ဘုံကျဲတိုက်ခိုက်တက်ဖြတ်နေတာကလည်းနေ့စဉ်နဲ့အမျှပဲအဲ့ဒီအတွက်ကြောင့်မလို့သူကစပြီးတော့အာနာလူပြီးနောက်ပိုင်းမှာအာနာသိမ့်ပြီးနောက်ပိုင်းမှာစစ်ရာဇဝမှုတွေနေ့စဉ်နဲ့အမျှနော်လူသားမျိုးနွယ်တွေအပေါ်မှာစန့်ကျင်ကျူးလွန်တဲ့ရာဇဝမှုတွေနောက်တစ်ခုကအစုလိုက်ပြုံလိုက်ပေါ့နော်ဂျလိုးဆိုင်ပေါ့နော်ဆိုတော့အဲဒီလိုမျိုးတက်ဖြတ်မှုတွေကအစားကျူးလွန်လာတာကိုတွေ့ရတယ်သို့တော်ညာလေတကယ်တကယ်ကြတော့ကျွန်တော်တို့စကြရရနေပြီးတော့အခုအချိန်ထိပေါ့နော်ကျွန်တော်2021အဒီအတိတ်ကိုပြန်ကောက်ရရင်တော့ဒါအများကြီးတော့အများကြီးပြောစရာဖြစ်နေတယ်ပေါ့နော်သို့တော်ညာလေအခုအချိန်ထိပေါ့ဒီစအနာရှင်တွေက စ်ပေးခြင်းကလည်းသူတို့လွတ်မြောက်နေတယ်ဗျာဒီအတွက်ကြောင့်မလို့ခက်ဆက်ဆက်ဆက်အနာရှင်ရဲ့ကျွန်တော်တို့ပြည်သူလူထုအပေါ်မှာစုံရင်ပွဲပြတဲ့လူမျိုးပေါင်းစုံဘာသာပေါင်းစုံအပေါ်မှာသူကျူးလွန်ခဲ့တဲ့ရာဇမှုတွေနဲ့ပတ်သက်လို့သူ့ကိုတော့ကျွန်တော်တို့ကတော့ထိုက်တိုက်တန်တယ်ပေါ့ဗျာအသူ့ရဲ့တောင်းရင်မှုတောင်းရင်ခံမှုပေါ့နော်အသူကျူးလွန်ခဲ့တဲ့ရာဇမှုတွေအပေါ်မှာတော့တောင်းရင်မှုတောင်းရင်ခံမှုကတော့မရှိလို့မရဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့အခုတည်းကနေပြီးတော့ဆက်အနာရှင်တွေဒီအဆက်ဆက်ပေါ့နော်ကျူးလွန်ခဲ့တဲ့ရာဇမှုတွေနဲ့ပတ်သက်လို့ကျွန်တော်တို့ကမှတ်တမ်းနေပေါ့အထောက်ထားနေ အချက်လက်တွေတော့အခုတည်းကနေပြီးတော့ကျွန်တော်တို့ကတည်တည်ချာချာစနစ်တကျကိုကျွန်တော်တို့အဲ့ဒါ data တွေစုစည်းထားဖို့တော့အလွန်တရာမှအရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုရာဇဝတ်ကောင်တွေကတော့ကျွန်တော်တို့အချင်းပြောရင်ပြစ်မှုဆိုတာကတော့ရာဇဝတ်မှုရာဇဝတ်မှုတွေဆိုတာကတော့ဆွေးသွားတယ်ဆိုတာတော့မရှိဘူးပေါ့နော်။အဲ့ဒီအတွက်ကြောင့်မလို့သူတို့လွတ်မြောက်လွတ်မြောက်နေလင့်ကစားပေါ့နော်။ Constitutional justice ပေါ့နော်။အသင်ပြောင်းရေးကာလတရားမျှတမှုကိုဖျက်ဆီးတဲ့အခါမှာတော့အဲ့ဒါတွေကိုတော့ပြက်ပြက်သားသားထိုက်ခိုက်တယ်နဲ့အပြစ်ပေးအယူအဆမှာဖြစ်တယ်ပေါ့နော်။ ပြည်တွင်းနဲ့ပြည်တွင်းအလျောက်ပေါ့နော်ရာဇဝတ်ခွင့်ရုံးနေရှိမယ်နိုင်ငံတကာဆိုလည်းနိုင်ငံနိုင်ငံတကာအလျောက်ပေါ့နော်အဲကျွန်တော်တို့အဲ ICC အပအဝင်ပေါ့နော်အဲဒါမျိုးနေနေလေကျွန်တော်တို့ပြတ်ပြတ်သားသားဒါအရေးယူနိုင်ဖို့တော့လိုတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်ဘာကိုပြောချင်လဲဆိုတော့သူတို့ကပရမအဲကျွန်တော်အပိုင်းကိုပြောချင်တာကအကြံဖက်မှုလက်သက်ပြေကံဖက်စစ်စစ်အုပ်စုပေါ့နော်ဘလောက်တောင်မှစိုးဝါးတယ်လဲဆိုရင်သူတို့ကဘသူတည်တည်ခတိမှရင်ပြီးရောပဲနောက်တစ်ခုကသူတို့စစ်အာဏာတည်နှက်ခိုင်မြဲမှုအတွက်စစ်ကြီးဆိုရင်ဝါရအတွက်ကိုပြည်သူလူထုအပေါ်မှာကျွန်တော်ရှင်းပါလေပြောပြပြီဗျာ တို့ကရှင်းတယ်ဗျာတို့တော့လို့တို့လုပ်နေတယ်လို့ကျွန်တော်ကမြင်တယ်အစင်မြန်ရန်သူပြသတယ်ဗျာပြည်သူလူထုအပေါ်မှာလည်းရန်သူပြသတယ်တော်လိုင်းအဲဆိုလေအားလုံးပေါ်မှာလည်းရန်သူပြသတယ်ရန်ကာစီးတက်တယ်ဆိုတော့လင်းလက်ကြောင်ကနေရောက်လာပြီဒီပုံရန်သူဖက်စစ်စစ်အုပ်စုပေါ်ဗျာလက်တယ်တရားခံအကြမ်းဖက်မှုရဲ့အခုအချိန်ကြီးကျွန်တော်တို့ရဲ့တော်လိုင်းအစိုးရပေါ်ဗျာ NUG အနေနဲ့ MOD အနေနဲ့တအုပ်စိုးရလည်းပြောတယ်တော်လိုင်းအစိုးရလည်းပြောတယ်တရားဝင်အစိုးရဖြစ်လေပုံဖော်နေလိမ့်ကစားပေါ့ ုပြောတဲ့စကားနဲ့ကိုလုပ်တဲ့အလုပ်ပေါ်မှာလက်တွေ့ကြကြမြေပြင်မှာဘယ်လောက်ထိတောင်းယူမှုတောင်းခံမှုရှိတယ်လဲပေါ့နော်။ဟာဒါအခုအချိန်ထိပြည်သူလူထုရဲ့လုံခြုံရေးပြည်သူလူထုရဲ့အသက်အိုးရေးစီးစိမ်ကိုဘုံရံသူကတော့ရှင်းနေပြန်။ဘုံရံသူကတော့ရှင်းနေ။သူ့လိုသူလို။သူတော့ဒီဘက်မှာကပြောတော့လား NUG MOD အောက်မှာ PDF တန်ရင်300နဲ့ပတ်ခါမှာတန်ရင်150လို့ပြောနေကြတာ။စာရုံးပေါ်မှာပဲရှိတယ်။အင်တာဗျူးမှာပဲရှိတယ်။တကယ်တကယ်ကြတော့အခုအချိန်ထိပြည်သူလူထုဘက်ကနေပြီးတော့အကာအကွယ်ပေးနေတာ။ပြည်သူလူထုရဲ့အသက်အိုးရေးစီးစိမ်တွေကို ိမ့်သိမ့်ကပဲစောက်ရှောက်နေတာပြည်သူလူထုလုံခြုံရေးကိုကာကွယ်ပေးနေတာဘုံရသူရဲ့အကြမ်းဖက်မှုတွေကိုတားဆီးနေတာတိုက်ဖြစ်နေတာကျွန်တော်တို့တော့မတွေ့ရဘူးအခုအချိန်ကြည့်တယ်စည်ရင်းအရာပေါ့နော်စည်ရင်းအရာဖျားပေးနေတာလည်းကျွန်တော်တို့မတွေ့ရဘူးဘာကြောင့်လဲဆိုတော့ဒီအချိန်မှာပြန်မေးရမှာကစည်ရင်းအချိန်ဝင်ရှာချိန်ဝင်ရှာပေါ့နော်စည်ရင်းချိန်ဝင်ရှာကအခုကအပြောင်းလဲဖြစ်လာတယ်ဒါကတော့ဆိုရင်တော်လိုက်အရာစုတွေကရှေ့ရပြေးနေတာနောက်ကနေဒီဘုံရသူကလိုက်နေရတာ သို့တော်ညာလေအခုကပုံစံတစ်မျိုးဖြစ်သွားတာကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့2029နှစ်စစ်စီရေးပါလေတပိုင်းဝင်အခွင့်အရေးတွေရခဲ့တယ် LUG MOD ကသို့တော်ညာလေတကယ်တကယ်ကြတော့2029စစ်စီရေးပထမအကြောင်းမအောင်ဒုတိယအကြောင်းမအောင်ကျွန်တော်တို့နိုင်ငံတော်ဟန်ပေါ့နော်ချင်းနေတာတွေဖွင့်လို့ရတယ်တိုက်ပွဲဖော်ဆောင်လို့ရရတာလေတကယ်တကယ်ကြတော့မီဒီယာထဲမှာပဲသူကပဲဥဆောင်နေတယ်လို့လို့သူကပဲညီနောင်သုံးဘွယ်ကိုအမိတ်ပေးနေတယ်လို့လို့ညွှန်ကြားနေတယ်လို့ဆိုတဲ့ပုံစံမျိုးတွေပေါ့နော်အဲ့ဒါကြီးကတော့တော်တော်လေးကိုစွစွားပဲဗျာ အဲ့ဒီအတွက်ကြောင့်မလို့တကယ်တကယ်လဲကြတကယ်တကယ်လဲကြတော့30 29နှစ်စစ်စစ်ကြီးအဲကျွန်တော်တို့လှေကြုံလိုက်စီးတာပေါ့နော်တော်လိုင်းကြီးလှေကြုံလိုက်စီးတာရေနော်လှေကြုံလိုက်စီးတာလည်းကြားလို့ကောင်းတယ်နော်တွေ့စီးတာလည်းကြားလို့ကောင်းတယ်နော်ဒါပေမဲ့တကယ်တကယ်ကြတော့နိုင်ငံရေးမှာပဲဖြစ်ဖြစ်တော်လိုင်းကြီးမှာပဲဖြစ်အခြေခံရိုးသားမှုရှိမှုလို့တကယ်တကယ်ကြတော့ခိုးစီးတဲ့ပုံစံမျိုးတွေကျွန်တော်တို့အများကြီးတွေ့ရတယ်အဲ့ဒီအတွက်ကြောင့်မလို့အာဘသူကအခုချိန်မှာဝေရောက်ဆော့ဖက်လာတယ်ဘသူကပြားပေးလာတယ်ဘယ်နိုင်ငံလဲလို့ကျွန်တော်တို့စမ်းစစ်တဲ့အခါကျွန်တော်တို့ ပါဝင်ချင်အင်ဒီနာကြီးကောင်မပီတာတဲ့ဒီအဆိုကနေဒီကွန်မြူနစ်ပါတီတက်ဆက်ဆက်တဲ့ပြောချင်တာကတော့ဒါအာနာရှင်တိုင်းပြည်ကဘာရှာဖယ်ဒရေးရှင်းလို့ကျွန်တော်တို့ဘီလာရုစ်လို့နောက်တစ်ခါမြောက်ကိုရီးယားလို့နောက်ဆုံးမြန်မာဒီမိုကရေစီမြေကြီးတိုင်းပြည်ပါလို့ပြောတဲ့အိန္ဒိယပေါ့နော်အတူတူတကယ်တကယ်ကြတော့မိုဒီတက်လာပြီးနောက်ပိုင်းမှာတော့တကယ်အစိုးရကအယူသိပြန်နော်မြို့သားရေးဝါဒီတွေပေါ့နော်ဒီလိုပုံစံမျိုးတွေဖြစ်လာတယ်ပေါ့နော်ထိုင်းလည်းဘာမှမထူးဘူးပေါ့နော်ဆိုတော့ဘိုယန်ကဘာဖြစ်လာလဲဆိုတော့တကယ်တကယ်ကြတော့သူ့မှာမိဖက်အင်အားစုတွေမာမိတ်အင်အားစုတွေသူ့မှာရှိလာတယ်တကယ်လည်းတရုတ်ဆိုရတဲ့တရုတ်ကွန်မြူနစ်ပါတီက အဒီနိုင်ငံကစစ်ရာဇဝတ်ကောင်မှတည်တည်ကြီးနဲ့နိုင်ငံကြီးကလူရောင်ဝင်မှုအဲ့တော့တဏ္ဍာရီကလူရောင်ဝင်မှုပေါ့သူ့တိုင်းမျိုးကိုဖိတ်ခေါ်ပြီးတော့ဟိတ်တီးစီဝေးတွေဖိတ်တာဒီလေအများကြီးတွေ့ရတယ်နောက်တစ်ခုကအာဆီယံကုန်နိုင်ကကိုကကျွန်တော်တို့ထိုင်းနိုင်ငံဘန်ကောက်မှာအာဆီယံရဲ့အာဆီယံရဲ့အလက်ကျအောက်ပထပေါ့ဗျာမလေးဝင်ကြီးချုပ်ပေါ့နော်အဲဆိုတော့အနဝိုင်းဘရိုင်ကုန်နိုင်ကကိုကသူ့ကိုကျွန်တော်တို့ထိုင်းဘန်ကောက်မှာပဲတစ်ချိန်လောက်တွေ့တယ်နော်သို့တော်ညာလေတကယ်တကယ်ကြတော့အာဆီယံရဲ့ဘူငါးချက်ကိုလေသူကချိုးဖောက်တယ်အခုချိန်ထိ ဟိုမနီတေးရီယံပေါ့နော်လူတောင်းရဲ့ဆန္ဒထောက်ထားမှုအချက်ဆက်ပါတယ်အဲ့ဒါကိုတော့မှမလေးစားမလိုက်တာကိုချုပ်ဖောက်နေလို့ပဲနောက်တစ်ခုကသူတို့ကိုယ်တိုင်အနည်းငယ်ဆန္ဒနဲ့လောက်အချိန်ယူပြီးတော့မတရားသဖြင့်ပေါ့တရားကြောက်တော့မရှိတဲ့နှစ်ထောက်ရှစ်ချီဒါကိုလည်းသူတို့ချိုးဖောက်တယ်ချိုးဖောက်ပြီးတော့ဆန့်ကျင်ပြီးတော့ဒါအာနာလုခဲ့တာအာနာသိခဲ့တာရင်းလို့မရနောက်တစ်ချက်က NCA NCA နဲ့ထုံညူသွားပဲ NCA စာချုပ်ကိုအချိန်ချင်းအဖာမှချိုးဖောက်တာလည်းသူပဲရင်းလို့မရတဲ့ကိစ္စနောက်တစ်ခုကကျွန်တော်ကုလသမဂ္ဂလူမျိုးရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ်269ကိုဒါလည်းချိုးပေါက်နေသေးပဲမြင့်မြရတဲ့ကိစ္စလေဆိုတော့ကကြတော့ဒေတာရင်းပါလေဒေတာရင်းအလျောက်ပေါ့နော်သူ့ကိုအရေးယူတာတွေနဲ့အရေးယူဆောင်ရွက်ချက်တွေကျွန်တော်တို့မတွေ့ရဟုတ်နိုင်ငံတကာချစ်ပြန်တော့လေနိုင်ငံတကာကတော့ lip service ပေါ့နော်နှစ်နှုတ်နဲ့တော့သူကဝန်ဆောင်မှုပေးနေတယ်ပေါ့နော်အဲတော့အရှင်းပြောရင်အလွန်တရာမှဆုံးဖြတ်ခြင်းဖြစ်မိပါတယ်တို့ statement ထုတ်ပြီးတော့အဲဒီလိုမျိုးတွေကတကယ်တကယ်ကြတော့ဘုံရောင်သူအတွက်ကပိုတရက်ကိုတိုးပြီးတော့လူတက် license ပေါ့လူတက် license တက်တန်းကိုပိုတိုးပြီးတော့ နော်တုံ့ပြန်ပေးလိုက်တယ်လို့ကျွန်တော်ကမြင်တယ်အဲ့ဒီပဲကြောင့်မလို့နိုင်ငံတကာကလည်းကျွန်တော်တို့ကအားကိုးလို့မရဘူးဒေတာတွေမှာဆိုရင်အတယောက်ကဝေအောင်ဆက်ဖက်မှုအတယောက်ကဖျားပေးမှုတဲ့ဒါအခု MND ကိုကြည့်နေညာအခုတော့ PNL ပေါ့နော်ထောက်လျှောက်တာဝါလည်းထုံတိတူပါပဲသူထောက်လျှောက်ဖျားပေးနေတာဒီ30 29စစ်စစ်ရေးမှာတကယ်တကယ် NUG MOD တကယ်လို့များတာမြန်မြန်ဒီစိုးမိုးခဲ့မယ်ဆိုရင်ထိတ်ထုတ်ခဲ့မယ်ဆိုရင်မြို့တွေကိုတမျိုးပြီးတမျိုးပေါ့အပြိုင်ဆိုင်ပေါ့ညာဒီမှာမှာညီတော်သုံးွယ်လဲထိတ်ထုတ်တယ်လို့စိုးမိုးတယ်လို့တိတ်ပိုက်တယ်လို့ ူကလည်းအင်းနဲ့အားနဲ့ဒုနဲ့တင်နဲ့လုတ်ခက်မယ်ဆိုရင်တယောက်ဆိုရအနေနဲ့သူ့ရဲ့အစုအဖွဲ့ပေါ့ဗျာသူ့ရဲ့မဟာမိတ်ပေါ့ဗျာဆိုတော့ဒါဒီလည်းတကယ်တကယ်ကြတော့ဖျားပေးလို့ရမှာမဟုတ်ဘူးအခွင့်အရေးရရင်ဒါလည်းအဲ့ဒီအခွင့်အရေးတွေအားလုံးကိုအဲ့ဒါသူတို့ကပြ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 စုတ်ကြံပြီးတော့ဆောင်ရွက်ထက်တာလည်းကျွန်တော်တို့မရှိဘူး။အခုအချိန်ဒီလည်းပါဇက်ကမချတာကအထွေထွေထိုးစစ်ဆိုပြီးတော့ပါဇက်ကနေပြီးတော့မချဘူးပြ။အဲ့ဒီအတွက်ကြောင့်မလို့ပြည်သူလူထုဒီအရေးတော်ပုံမဟုတ်ချအောင်ကုန်အောင်မယ်ဆိုတဲ့အောင်စိတ်နဲ့အတူတတိယချထားပြီးသားပြီ။ဒါကြောင့် 2021ဘေဥတော်လိုင်းရေးစပြီးဖြစ်ခတဲ့ကကိုကပြည်သူလူထုရဲ့ထောက်ခံမှုအားပေးမှုပါဝင်မှုပူးပေါင်းဆောင်ရွက်မှုနောက်တစ်ခုကတမိုးကူကြီးလှူဒါန်းမှုတွေအခုချိန်ကြီးပဲပြည်တွင်းကျွန်တော်တို့ဒေတာတွေနှက်ကြတဲ့ကမြင့်မြရတဲ့ကိစ္စပြည်သူလူထုတာဝန်ချေတာဒီအတိုင်းတိုင်းလုပ်ခဲ့တာဝန်မချေတာကဘယ်သူတွေလဲဘယ်ဖွဲ့ကြီးလဲကျွန်တော်တို့အခုပြောနေတာကဒါကကျွန်တော်တို့ကိုယ့်ရဲ့အနေနဲ့ကလက်ကိုယ်တော့ကတော့ကျွန်တော်တို့အတိုက်တွန်းတာလို့အကြံပြုတာလုပ်ပါတယ်နော်တစ်နှစ်တန်ပြီးဖြစ်စီအော်အခါလဲသားမှုလို့ပေါ့ဗျာ NUG အနေနဲ့နော်နှစ်နှစ်တန်ပြီးဖြစ်စီတိုက်တွန်းတယ်အကြံပြုတယ် ဒါပေမဲ့တုံရတုံနေတယ်ပြည်သူလူလူရှင်ရနေပြီးတော့အလူမွေတာရသွားတယ်ပတ်ဖို့ကိုညီမှုရသွားတယ်သို့တော်ညာလေအခုချိန်ကြီးအခုချိန်ကြီးလေစနစ်တကျပေါ့ဗျာနော်ကျွန်တော်စေရှင်းသားကြီးထောက်ပြတာကျွန်တော်တို့မတွေ့ရဘူးစေရစေလည်းမရှိဥပမာဆိုကြပါစို့ညာ Dragon Fly ပေါ့ဒီ project နဲ့ပတ်သက်လို့လေအချိန်တို့တို့တွဲမှာနှစ်သက်သမားနှစ်သန်းကျွန်တော်အလူမွေရမယ်ဘယ်ရောက်သွားပြီတကယ်တကယ်ကြတော့ဒီကတကောင်မှမကင်နိုင်ခဲ့ဘူးနော် NGO MOD နေနဲ့ညင်းမြတဲ့ကိစ္စ PIA okay နှက်ကင်နိုင်ခဲ့တယ် ကင်းပြီးโอเคငါပြန်ပြန်ကင်နိုင်ခဲ့တယ်နောက်ဆုံးပြာကျွန်တော်တို့ PL ပေါ့လေတန်းတော့ yes ကမ်းပါစကိုင်းပလဲတန်းတော့ yes ကမ်းကိုတိတ်ပြီးတော့ပြန်တကောင်ကင်ပြနိုင်ခဲ့တယ်ဒါက MUG MOD ထိုက်ချုပ်ထားပါလေဆိုတဲ့ပြည့် PDF တွေပြည့်ပတ်ကပါတွေရှိတဲ့နေရာမှာကျွန်တော်တို့ PL ရကနေလာပြီးတော့ကန့်တော့ yes ကမ်းကိုလည်းတိတ်နိုင်ခဲ့တယ်ညတကောင်လည်းကင်ပြနိုင်ခဲ့တယ်နောက်ပိုင်းကြတော့ PL ရဲ့စစ်ကူတွေပေါ့ဗျာတပ်ကူတွေလာတဲ့လမ်းကြောင်းတွေကိုမကူညီနေပေါ့ဗျာ ကျွန်တော်မဟာတားဘူးမပိတ်ပင်ဘူးလို့သို့တော်ကြလေဘိုးသမီးကိုဘိုးသမီးတို့ကိုအမိတ်ပေးပြီးတော့သူ့ဘက်ကနေပြီးတော့ကောင်ကလေးကတားစီတာတွေလောက်လာတာတော့လက်ခံလို့မတောက်ဘူးပေါ့နော်အဲ့ဒီဘက်ကြောင့်မလို့ရှင်းနေဗျာဘုံရံသူကတော့သူ့လို့ပြလို့နေတယ်ဘုံရံသူရဲ့ပေးရတဲ့နောက်ကိုတခေါက်ပေါက်လိုက်ပြီးတော့ရွက်ကပွဲနဲ့ပတ်သက်လို့ကျွန်တော်ဒီဇင်ဘာ28ရက်နေ့ဒါပထမအခြေပထမအတုတရားနှစ်မြုပ်နေလို့ပါအခုချိန်ထိစတင်ပါတယ်တက်ခွက်တာကနေပြီးတော့ကျွန်တော်တို့ action plan တွေကျွန်တော်တို့မတွေ့ရဘူးတကယ်လို့ရမှာဒီ MUG စခွက်ကလေးကကွာစစ်အနိုင်တိုက်ရေးအတွက် စစ်အတိုင်းတိုက်ရင်အတွဲခေါ်ရဖွဲ့စည်းခဲ့တာလားလက်အလက်ကလို့ခြောက်ရင်ခြောက်သလိုလွဲရင်လွဲသလိုတွဲဆုံဆွေးနွေးဆိုတဲ့အတွဲခေါ်ရဖွဲ့ခဲ့တာလားဒါတွေကကျွန်တော်တို့မေ့ရမယ့်ပုံစံတွေဖြစ်လာတကယ်တကယ်ကြတော့စစ်အတိုင်းတိုက်ရင်တွေမရှိမဖြစ်လိုအပ်တဲ့ယူအောင်ရောက်မှာပဲတပေါင်းစုအခုချိန်ထိအရာဝင်နေခဏထားပါဦးအညာမှာပြင်ပြတ်မှာကျွန်တော်တို့တပေါင်းစုအခုချိန်ထိမလေးဆောက်နိုင်ဘူးတပ်ပေါင်းစုဆိုတဲ့နေရာမှာတော်လိုက်ပြန်မှာနိုင်ငံကြီးကတပ်ပေါင်းစုစစ်ရေးကတပ်ပေါင်းစုအလုံးတရာမှာအရေးကြီးပါနိုင်ငံတကာကမျက်နှာစာမှာတဏ္ဍာမကြီးကအရာလေ NUG က အရင်နေနေတာကိုကျွန်တော်တို့တွေ့ရတယ်။မြင်ပြရတဲ့ကိစ္စနော်လေးနှစ်ကျော်ကျွန်တော်တို့ဘန်းတက်ထဲရောက်နေပြီ။အခုချိန်ကြီး NUG ရုံးဆိုင်တဲ့အမေရိကန်ပြည်ထောင်စု NUG ရဲ့ဘက်မှထောက်ထားမှုတွေတိမှတ်ပြုတ်မှုတွေလောက်လောက်လာလာအားကောင်းမှန်းကျွန်တော်တို့မတွေ့ရသေးဘူး။နောက်တစ်ခုကကိုယ့်လက်ထဲမှာရှိနေတဲ့နော်ကိုယ့်အိတ်ကတ်ထဲကိုရောက်နေတဲ့အရှိတီမောနောက်ဆုံးရကြလဲကြတော့နေပြည်တော်ထိအရှိတီမောနိုင်ငံသားကြီးကိုကြီးလာပြီးတော့အရှိတီမောရဲ့မြို့တော်ဒီလီမှာတာယုံလာဖွင့်ဖို့အထိကိုဒါကလန်သွားတာဒီကျွန်တော်တို့တွေ့ရတယ်။ဆိုတော့ တကယ်တကယ်ကြတော့စပြီးတာထွက်ကလေးတာထွက်ကလေးကိုကမလို့အပ်ပဲနဲ့ဝင်ကြီးဌာန18ခုပေါ့နော်အဲ့တော့တော်လိုင်းရဲ့အစိုးရတော်လိုင်းရဲ့အစိုးရနဲ့တူဖို့လိုတယ်လေမတကလေးကားကိုတော်ပြီပေါ့ဗျာ18ခုတောင်မှအလုပ်မဖြစ်ဘူးလေအတော့ဝင်မှုအတော့မတက်မှုအတော့မကျတဲ့ဝင်ကြီးဌာနတွေအများကြီးဖွဲ့ခဲ့တယ်ဘောလုံးစကားနဲ့ပြောရင်ခြေစားလည်းမပြနိုင်ဘူးခြေလည်းမပေါ့ဟာဆိုဘာလို့ပုံပဲရှိပြုပြင်ကြောင်းလည်းလုပ်ပါကြောင်းလည်းပြုပြင်ကြောင်းလည်းလို့လည်းစိတ်လည်းကျွန်တော်တို့မတွေ့ရဘူးတစ်ဖက်ကငိမ့်ရလူစိတ်မရှိသလိုတင့်ရလူစိတ်မရှိသလို NUD ဘက်ကိုပြန်ကြည့်တဲ့အခါကျတော့လေတကယ်တကယ်ကျတော့ပြုပြင်ကြောင်းလည်းလို့လည်းစိတ် မရှိဘူးမတွေ့အောင်ပြပြအခုချိန်ကြီးတုံရင်ကတုံရင်ပဲတကယ်တကယ်ကျတော့မြေပြဆိုတာအညာဆိုတာကတခုတော့ကစစ်သား resource အရင်မြစ်တွေညောင်များစွာအဲ့ဒီစကိုင်းကရအခုရဖို့နေနေတာသာစကိုင်းကစကိုင်းသားတွေကပြက်ပြက်သားသားလက်နက်ကင်ပြီးတော့အဆောဆုံးတော့အန်ယူဂျီမပေါ်သေးဘူးအဆောဆုံးတော်လာတော်လာခဲ့တာကျွန်တော်လေးလေးလေးစားတယ်အညာသူအညာသားတွေဆိုတော့အဲ့ဒီသွားပြီးတော့သူတို့ကတကယ်တကယ်မလို့အဖဲနဲ့ဗျာ PDF ရှေ့သားနဲ့ပတ်သုံးလုံးသွားပြီးတော့ဖွဲ့စည်းတယ်အဲ့ဒီတဲကအလွဲကြီးလွဲပြီးတော့ PDF နဲ့ပတ်သုံးလုံးချားမှာပုတ်တက်ပြီးပြောင်းပြောင်းမှာဖြစ်လာ အနိုင်ကျင့်တာတွေပူကြတာတွေကိုချင်းချင်းကြမှာဖမ်းတာတွေစီးတာတွေရိုက်ရင်နှက်ရင်နဲ့နောက်တစ်ခါလက်လုံသွားတာတွေဘိုးရသူဘက်မှာပြူစောတိတွေရှိတယ်လို့ဒီဘက်မှာလည်းကျွန်တော်ပြူစောတိကဲ့သို့နော်ဒီပါတော်လုံးကလည်းအဲ့ဒီပုံစံမျိုးတွေအများကြီးကျေတုံးလာတာလေကျွန်တော်တို့တွေ့ရတယ်တကယ်တကယ်ကြတော့စစ်အာဏာရှင်ကိုစက်ကျင်တော်လာတယ်လို့ပြောပြီးတော့ကျွန်တော်တို့အာဏာရှင်လက်သက်တွေကိုညောင်များစွာမေထုတ်ပေးတဲ့ပုံစံမျိုးတွေတွေ့လာတယ်စစ်ပြင်းစစ်မင်းတွေညောင်များစွာပေါ်လာတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီပြောင်းတော့ဘုံရသူရဲ့လုံရက်နဲ့စိတ်သက်တရားဒီဘက်မှာ NUG MOD လက်အောက်မှာရှိနေတဲ့ PDF ဒီဟာသုံးလို့နေရှိမှာကျွန်တော်တို့အများကြီးတွေ့နေရအခုအချိန်ထိလေတပည့်နိုင်ငံကနေပြီးတော့အမိတ်ပေးနေတယ်နော်ကျွန်တော်တို့ညွှန်ကြားနေတယ်မြေပြင်မှာဘယ်နှယောက်ရှိတယ်လဲမြေပြင်ကိုကင်းကွာပြီးတော့အမိတ်ပေးနေတာလေနော်ညွှန်ကြားနေတာလေတကယ်တကယ်တော့အဖြစ်လဲမဟုတ်လက်တွေလည်းမကြောက်အဲ့ဒီကကြောင့်မလို့ဓာတ်ပုံနိုင်ငံကြီးတွေမလုပ်ကြပါနဲ့ကျွေးကြော်တာတော်လိုင်းကြီးတွေနဲ့မလုပ်ကြပါနဲ့တော့ statement နိုင်ငံကြီးပေါ့နော်တဆက်ဆက်ပြောနေတာကတော့ zone တော်လာရေးပေါ့ဗျာတကယ်တကယ်ကျတော့လက်တော့တောင်းထောင်ပြီးတော့အောင်မြင်ပြီလို့ပြောနေတာကအလွန်တရာမှကျုံ့တဲ့ခါမဲ့ပါတကယ်ရောအောင်မြင်ပြီလား တကယ်အောင်နေပြီဆိုရင်ဒီဒေးလင်းတည်ပြပါလိုအပ်ချက်9ချက်ဆိုပြီးတော့ကျင်ညာတယ်ဗျအဲ့ဒီထဲမှာနော်ဝေးကြည့်ရလိုအပ်ချက်လက်နဲ့လိုအပ်ချက်ခဲရလိုအပ်ချက်ရက်ခါလိုအပ်ချက်ပြည်သူလူထုကဒီလောက်လှူဒါန်းဒါန်းတွေကဘယ်ရောက်သွားပြီလဲကတော့ပြည်သူလူထုအပေါ်မှာစော်ကားတာတွေကျွန်တော်တို့တွေ့ရတယ်ပြည်သူလူထုလှူမယ်ဆိုရင်ဆက်လှူပေါ့ဗျာပြည်သူလူထုမလှူဘဲနဲ့ရမုံဝင်ရက်သွားမယ်ဆိုရင်တော့တော်လိုက်တစုံလုံးကိုဖြတ်ပစ်လိုက်မယ်ဆိုတဲ့သဘောကဇာတာဝင်ကြီးပေါ့ဗျာသူ့ကောင်ပေါ့နော်ဒါမျိုးတွေထိလဲပြောတာဆိုတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့ဗျာ နောက်တစ်ခုကြတော့ကျွန်တော်နိုင်ငံရေးဝန်ကြီးကတကယ်တကယ်ကြတော့နိုင်ငံတကာနဲ့ပတ်သက်တာဝန်ကြီးဌာနနှစ်ခုရှိဒီဘက်မှာနိုင်ငံရေးဝန်ကြီးဌာနရှိတယ်လို့ဒီဘက်မှာအပြည့်ဆိုင်ရာပူးပေါင်းဆောင်ရေးဝန်ကြီးဌာနတွေရှိတယ်လို့အဲ့လိုလာပြန်တယ်။မလို့အဖဲနဲ့တည်စဲဆိုးရပုံစံမျိုးတွေလုပ်နေခြင်းကကတကယ်တကယ်ကြတော့စစ်အနိုင်တိုက်လေးအတွက်နော်ကျွန်တော်တို့တော်လိုင်းအရွေးတွေမှာအာဟာရဓာတ်တွေဖြစ်လာတယ်။အထောက်အကူလည်းမပြုတ်ဘူးပေါ့နော်။ဒါကြောင့်ပရမပိုင်းကိုကျွန်တော်တို့ဒီကုန်းချုပ်ချင်တာကအကြမ်းဖက်မှုလက်သက်တရားခံလို့ကျွန်တော်တို့တွေ့နေရတယ်။ အခုချိန်ကြီးလေကျွန်တော်တို့ပြည်သူလူထုကိုရန်သူလိုတတ်မှတ်ပြီးတော့အကြမ်းဖက်စစ်ပွဲဆင်နွှဲနေတော့မယ်သို့တော်ညာလေပြည်သူလူထုကနေမန်တိတ်ပေးတာနဲ့ MUG MOD ဒီအခုချိန်ကြီးပြည်သူလူထုဘက်ကနေမမမမရပ်ပြီးတော့ဘုံရန်သူအပေါ်မှာအခုချိန်ကြီးစီရင်ရဖိအားစီရင်ရချင်းချက်မှုစုံတရားမလုပ်နိုင်ဘူးဆိုတဲ့တရားစခန်းပိုင်းနဲ့ကျွန်တော်ရဲ့ပထမပိုင်းကိုဒီမှာပဲအဆုံးသတ်ပြစီ